ခေဆက်ဆက်ပြောင်းလဲလာရတဲ့တခြားဒီပညာကလည်းဒီဇိုင်းနဲ့ဒီဇိုင်းတိုးတက်လာခဲ့ပါတယ်။ရိုးရှင်းဆုံးဥပမာပေးရရင်19ရာစုနှစ်မတိုင်ခင်မှာလူသားတွေကဆက်သွယ်ဖို့အတွက်စာပို့ခိုးရီစာတိုက်တွေအသုံးပြုခဲ့ပြီး19ရာစုနှစ်နောက်ပိုင်းမှာတော့တယ်လီဖုန်းတွေကိုစတင်အသုံးပြုလာကြပါတယ်။20ရာစုနှစ်စောပိုင်းမှာတော့စမတ်ဖုန်းတွေကိုတွင်ကျေစာအသုံးပြုလာကြပြီးအခုဆိုရင်စမတ်ဖုန်းတစ်လုံးရဲ့လွတ်ဆောင်နိုင်ဆုံးကလူရီထင်တာတော့အချိန်ဟောင်းနဲ့တိုးတက်ပြောင်းလဲလာတာကိုတွေ့ရပါတယ်။ဒီလိုမျိုးခင်းနဲ့အညီပြောင်းလဲလာတဲ့လူသမိုင်းတစ်လျှောက်မှာ ။ဇယောင်ကိုကြီးမားတဲ့စီမံကိန်းတွေလည်းရှိပါတယ်။ဒီနေ့မှာတော့စမိုင်းအင်အားနိုင်ငံတစ်ခုဖြစ်တဲ့အပြင်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အင်းနီချင်းဖြစ်တဲ့ပြည်ထောင်နိုင်ငံရဲ့ပြောင်းလဲမှုတွေကဒေါ်လာ9.2ဘီလီယံ project တစ်ခုကိုပပုတ္တတာတစ်ခုအဖြစ်ပြောပြသွားမှာဖြစ်ပါတယ်။ဒီ project ကို Great Green Wall of China လို့လူတိမြားပြီးတရုတ်မှာဆိုရင် Three Knot Shelter Forest Program ဆိုပြီးတော့ခေါ်ကြပါတယ်။ Three Knot ဆိုတဲ့အဓိပ္ပာယ်ကတရုတ်နိုင်ငံရဲ့မြောက်ပိုင်းအရှေ့မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းဆိုရက်မြောက်ပိုင်းဒေတာသုံးခုကိုဆိုလိုပြီးအဲ့ဒေတာတွေကတဲကန်နိုင်ရတဲ့အပူပိုင်းဒေတာတွေဖြစ်ပါတယ်။ဒီလိုမျိုးအပူပိုင်းဒေတာသုံးခုကိုတတော်ဖြစ်ပြောင်းလဲဖို့ဆိုရက်ရွေချက်နဲ့ဒီ project ကိုစတင်ခဲ့တာဖြစ်ပါတယ်။အဓိကရွေချက်အနေဖြင့်ကြီးမားတဲ့တဲမုန်နိုင်တွေကိုကာကွယ်ရန်ဘဝပတ်ဝန်းကျင်တည်ထောင်ကောင်းမွန်စေရန်နေဒီလာညဉ့်ညံမှုရှော့ချရန်နဲ့အတူစိုက်ပျိုးရေးဒေတာတွေကိုကာကွယ်ခြင်းစတဲ့ ecological နဲ့ environment and year ချက်တွေပေါင်းစပ်ပြီးဒီစီမံကိန်းကိုစတင်ခဲ့တာဖြစ်ပါတယ်။ဒီစီစဉ်ကို1998ခုနှစ်မှာစတင်ခဲ့ပြီး2050မှာပြည်သက်လို့ဆောင်မယ်လို့ခန့်မှန်းထားကြပါတယ်။ဒါပေမဲ့2024ခုနှစ်နောက်ပိုင်းအချိန်အားဖြင့်ကီလိုမီတာ300အထိကိုအသေးစားသစ်တော်အဖြစ်ပြောင်းလဲနိုင်ခဲ့တယ်လို့တရုတ်မီဒီယာသတင်းတွေကနေသိရပါတယ်။ချိန်ကာလအားဖြင့်1998ခုနှစ်ကနေ2024ခုနှစ်အထိနှစ်ပေါင်း46နှစ်ဝန်းကျင်မှာရရှိတဲ့ရလဒ်ကထင်ရှားတာထက်ပိုကောင်းတဲ့ရလဒ်တစ်ခုလည်းဖြစ်ပါတယ် အထူးသဖြင့် popular social red willow ထားတဲ့မိုဘိုင်းဒေတာတွေအတွက်အဆင်ပြေစေမဲ့ပြပင်အမျိုးအစားတွေကိုရွေးချယ်စိုက်ပျိုးခဲ့တာကြောင့်ရလကပိုပြီးကောင်းမွန်လာတာလည်းဖြစ်ပါတယ်။ဒါကြောင့်တရုတ်နိုင်ငံရဲ့တက်တော်ပမာဏဟာ1949ခုနှစ်မှာတစ်ဆယ်ရာခိုင်နှုန်းမှာရှိခဲ့ပြီး2024နှစ်ကုန်ပိုင်းမှာတော့25ရာခိုင်နှုန်းအထိတိုးမြင့်လာခဲ့တာဖြစ်ပါတယ်။စက်ပြေးပညာရှင်နဲ့သိပ္ပံပညာရှင်တွေရဲ့ဆက်သွယ်ချက်များအရကီလိုမီတာ300အထိတက်တော်ဖြစ်ကြောင်းလည်းနေတော့ တက်မွန်နိုင်ဖြစ်စဉ်ကို20ရာခိုင်နှုန်းအထိရှော့ရှာပေးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်ကာဗွန်ဒိုင်အောက်ဆိုက်စုပ်ယူမှုပမာဏကလည်းအရင်ကထက်တိုးတက်လာခဲ့ပြီးကာဗွန်ရဲ့ရလဒ်တစ်ခုဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့တက်တော့ဖန်ရီးရခြင်းရဲ့အထူးကလိုအပ်ချက်ဖြစ်တဲ့မြေအောက်ရေတုံးဆဲမှုပမာဏများပြားတာကြောင့်မြေအောက်ရေအရင်းမြစ်တွေအတွက်အဆိုးရင်စရာဖြစ်လာခဲ့ပါတယ်။ဒါပြင်ဒါကနရဆိုတာဆွဆွမှုကိုအချိန်တိုင်းတာတစ်ခုအတွင်းသာထိသိမ်းပေးနိုင်ပြီးတည်တတော်ကိုအချိန်တိုင်းစောင့်ကြည့်နေဖို့လည်းလိုအပ်ပါတယ်။သူရည်သနာပညာရှင်အချို့ကတော့ အစီအစဉ်ကိုဆွမ်းမတင်ကြောင်းနဲ့တပင့်အမျိုးအစားအနှဲငယ်ကိုအသုံးပြုပြီးဖန်တီးခြင်းဟာလည်းပြည်ပြည်စုံနဲ့တတော်တခုဖြစ်မလာနိုင်ဘူးဆိုပြောလဲဆိုထားကြပါတယ်။ဘာဖြစ်ဖြစ်ဖြစ်တရုတ်ရဲ့ project တွေထဲကတစ်ခုဖြစ်တဲ့ Tree Not Shelter Forest Program ဟာဒီပေါင်း၄၀ကျော်ကြာပြီးနောက်ပိုင်းမှာကီလိုမီတာ၃၀၀အထိရုံလုံးပေါ်လာခဲ့ပြီးအာဖရိကကအချို့သောနိုင်ငံတွေမှာလည်းအလားတူတတော်ဖန်တီးခြင်းအစီအစဉ်တွေကိုစတင်နေပြီဖြစ်ပါတယ်။2024နောက်ပိုင်း Tree Not Shelter Forest Program ဟာ25ရာခိုင်နှုန်းကျော်ပြည့်စည်ခဲ့ပြီး2059နောက်ပိုင်းမှာ 路鸭肉皮啷们卖出来？我说烧鸡鸭毛卖批发的。